်မင်္ဂလာပါခုမီမီဒီယာကနေပြန်လဲကြိုဆိုပါရယ်အခုချိန်မှာတော့ခုမီမီဒီယာကနေတပတ်အတွင်းတင်ဆက်ခဲ့တဲ့သတင်းတွေတဲကကောင်းတော့ရာရာသတင်းတွေကိုစူးစီးတင်ဆက်သွားမှာဖြစ်ပါတယ်ယခုအစီအစဉ်မှာကြည့်ရှုနားဆင်ရမယ့်သတင်းတွေကတော့တွီဒန်းနဲ့ကာဂီဂျေးရွာရှိ ရေဘေးတင်ဆစ်ဆောင်ပြည်သူများအရေးပေါ်ကူညီလိုအပ်နေပလောဝမြို့နယ်တွင်ငပြားယောဂါကြောင့်ကလေးငယ်တဦးသေဆုံးရွှေလိုင်းပွေကြီးရွာမှာပျောက်ဆုံးမျိုးသမီးအလောင်းပြန်တွေ့ပလောဝမြို့နယ်အတွင် CHO နှင့်ပလောဝကောင်စီကျန်းမာရေးဌာနမှကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများဆောင်ရွက်နေစားတဲ့သတင်းတွေကိုမကြခင်နားဆင်ရဖို့ရှိပါတယ်ရှင်သတင်းပြည့်အစုံမှာအိန္ဒိယနိုင်ငံမီဇိုရန်ပြည်နယ်လောင်ဒလန်ခရိုင်တွင်တွင်ကာကီကြီးရွာရှိ ရေဘေးတင်စစ်ဆောင်ပြည်သူတွေအရေးအကူအညီများလိုအပ်နေကြောင်းဘလဝကောင်စီလူသားချင်းစာနာထောက်ထားရေးနဲ့ပြည်လဲထူထောင်ရေးဌာနမှဇလိုင်းစိုးတန်းကဇွန်၁ရက်နေ့ကခုမီမီဒီယာတို့ပြောပါဗျ။ဂလာဒန်မြေရေကြီးရေရှမ်းတဲ့အတွက်တွေ့ချင်းစစ်ဆောင်စခန်းကအင်ဂျီ63လုံးပျက်စီးခဲ့ပြီးကာကီစစ်ဆောင်စခန်းက66လုံးပျက်စီးခဲ့တယ်လို့ဆိုပါဗျ။ဘလဝကောင်စီလူသားချင်းစာနာထောက်ထားရေးနဲ့ပြည်လဲထူထောင်ရေးဌာနမှဇလိုင်းစိုးတန်းကတွေ့တန်းနဲ့ကာကီစစ်ဆောင်ပြည်သူတွေရဲ့နေအိမ်တွေပျက်စီးဆုံးရှုံးမှုရှိပါတယ်။ လက်ရှိမှာအခြေခံစားတောက်ကုန်တွေဖြစ်တဲ့စံစီစားတွေလိုအပ်ပါတယ်။ဖျားနာရာတွေလည်းရှိရတဲ့အတွက် ကျန်းမာရေးကူညီစောင့်ရှောက်မှုတွေလိုအပ်ပါတယ်။ပြီးတော့ပြန်လည်တည်ဆောက်ဖို့အတွက်အိမ်မိုးကာတွေလိုအပ်နေတယ်။လူတွေတော့အထိခိုက်သေးဆုံးကာတွေတော့မရှိဘူး။ဒီနေ့တော့မြေကြီးအနေငယ်ကြသွားပါပြီလို့ခုမီမီဒီယာကိုပြောပါတယ်။စစ်ဆောင်ပြည်သူတွေအနေနဲ့ထိခိုက်ဒဏ်ရာရရှိတာတွေမရှိပေမဲ့လက်ရှိမှာចောင်းဆောင်ခမ်းမဆောင်တဲ့နီးစက်ရလူနေအိမ်တွေမှာယာယီနေထိုင်ကြရပြီး နေအိမ်တွေကိုပြန်လည်တည်ဆောက်နိုင်ရေးအမိုးကာတွေအရေးပေါ်လိုနေပြီးနေအိမ်တလုံးလျင်ဆောက်လုပ်စရိတ်ယူပြီး3000ခန့်ကုန်ကျနိုင်ကြောင်းသိရပါဗျ။ချင်းပြည်နယ်ပလောဝမြို့နယ်တိုင်ရည်ဒေသအမှတ်နှစ်လေမျိုးချောင်းမုံတနှုံးကျေးရွာကအသက်9နှစ်အရွယ်မိန်းကလေးငယ်တဦးငှဖျားရောဂါကြောင့်မေလ30ရက်နေ့ထပ်မံသေးဆုံးခဲ့ကြောင်းယနေ့ဇွန်လ3ရက်နေ့ဒေသခံတွေရဲ့သတင်းပေးပို့ချက်အရသိရပါဗျ။လေမျိုးချောင်းမုံတနှုံးကျေးရွာမှာဆေးဝါးများပြက်လက်မှုနဲ့လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့်ဆေးကုသမှုခံယူဖို့အချိန်မီမရရှိသည့်အတွက် အဆိုပါကလေးငယ်အသက်တည်ဆုံးရတာဖြစ်တယ်လို့နီးစက်တဲ့ဆွေမျိုးတဦးကခုမီမီဒီယာတို့ပြောပါဗျ။ပြီးခဲ့တဲ့မေလာထဲမှာလည်းငပြားယောဂါကြောင့်ចောင်းဆရာတဦးတည်ဆုံးခဲ့ရပါဗျ။ဘလဝမျိုးနယ်ရွှေလိုင်ပွေကြီးရွာကမေလာ26ရက်နေ့ကလေးကတောင်ရသွားရင်ပျောက်ဆုံးသွားတဲ့ဒေါ်တောင်ကြီးအသက်68နှစ်ရဲ့ရုပ်အလောင်းကိုမေလာ30ရက်နေ့ညနေပိုင်းကပြန်လည်တွေ့ရှိခဲ့ကြောင်းဒေသခံတွေသတင်းပေးပို့ချက်အရသိရပါဗျ။ဒေါ်တောင်ကြီးအလောင်းကို တာကိုကလင်ရွာနာက ကုလချောင်းရဲကပြန်ရတယ် မေ30ရက်နေ့မှာပြန်ရတာမေ31ရက်နေ့တင်ကြိုတယ်လို့ဆွေမျိုးတွေကပြောပါတယ်ဆက်တွေ့ရေးမကောင်းတော့တရင်ကချက်ချင်းချက်ချင်းမသိနိုင်ဘူးလို့ဒေတာခန်တူကခုမီမီဒီယာထံပြောပါတယ်ဒေါ်တော်ရီမှာရေနစ်တည်ဆုံးတာဖြစ်ပြီးရုပ်အလောင်းကိုတာကိုကလိန်ကြီးရွာအောက်ရောင်မတောက်လောင်နာက ကုလချောင်းရဲမှာပြန်လည်တွေ့ရှိတာဖြစ်ပါတယ်ပလဝမျိုးနယ်ပလဝကောင်စီထင်းကျုံနယ်မြေတွင်ကလေးသူငယ်များအတွက်ရွာစဉ်အလိုက်တတိယအကြိမ်ကာဝယ်ဆေးထိုးနှံပေးခြင်း၊ငပြားယောဂဖြစ်ပွားနေသူများအားသွေးဖောက်စစ်ဆေးပေးခြင်းနဲ့ ဈေးကူတာပေးခြင်းစတဲ့ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းတွေကိုချင်းဟက်အော်ဂနိုက်ဇေးရှင်းနဲ့ဘလောက်ဝကောင်စီကျန်းမာရေးဌာနတို့ပူးပေါင်းကမေလကုန်ပိုင်းကနေယခုလဆုံးလအထိပြုလုပ်ပေးနေကြောင်းသိရပါတယ်။ဘလောက်ဝကောင်စီနယ်မြေတဲကရွာပေါင်း65ရွာမှာကလေးတွေကိုပိုလီယိုကာကွယ်ဆေးထိုးတာဝမ်းပြက်ဝမ်းလျှောနဲ့ဝက်သက်ကာကွယ်ဆေးထိုးတာနဲ့ကိုဝင်ဆောင်မိခင်တွေကိုတီတီကာကွယ်ဆေးထိုးပေးတာစရာတွေကိုရွာစင်လိုက်ဆောင်ရွက်နေတာဖြစ်တယ်လို့ဘလောက်ဝကောင်စီကျန်းမာရေးဌာနမှကပြောပါတယ်။ အခုလိုကြည့်ရှုနားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။